ူသားတွေရဲ့အချိန်ကတကယ်မရှိဘူးဆိုတာတည်တည်ပြဖို့အနာဂတ်ကရောက်လာခဲ့တဲ့ဂျိုသားဇလန်လေးရဲ့အစမှာတော့အင်ကိုပြန်လာခဲ့တဲ့အဲလစ်ဟာအင်ရောက်ရောက်ချင်းမှာပဲအေဂန်တွေကကော်ဇောပေါ်မှာလဲကျနေတဲ့သူ့ကိုယ်သူပြန်မြင်လိုက်ရပါတယ်သူ့ဘေးမှာတော့ငါ့ကိုဖက်ကြည့်ဆိုပြီးရေးထားတဲ့စာရီလေးတစ်စောင်ကိုတွေ့လိုက်ရပါတယ်ကြောက်စိတ်တဲ့တိကျစိတ်ပုံများသွားတဲ့အဲလစ်တယောက်စာရီကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ flash drive လို့ခေါ်တဲ့ data တွေကူးယူတဲ့နေရာမှာအရန်ကိုလင်းမြန်တွက်လက်တဲ့ပစ္စည်းလေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲဒါကြောင့် Alice လည်းအဲ့ဒီပစ္စည်းကိုသူ့ရဲ့ကွန်ပျူတာမှာထိုးကြည့်လိုက်တဲ့အခါမှာတော့ ဖန်သားပြင်ကနေသူနဲ့တထရာတဲ့တူနေတဲ့လူတစ်ယောက်ရဲ့ဗီဒီယိုဖိုင်တစ်ခုကပေါ်လာခဲ့ပါတယ်။ Alex ကသူ့ကိုသူယူသွားပြီဆိုပြီးမတွေးမိခင်မှာပဲဗီဒီယိုဖိုင်ထဲကလူက Alex ဆာမယူသလိုအရစ်ကြောင်ကြောင်နေတာလည်းမဟုတ်ကြောင်းကြူပြောလိုက်ပြီးတော့သူပြောမဲ့စကားတွေကိုတည်တည်ချာချာနားထောင်ဖို့အကြံပေးလိုက်ပါတယ်။ဒီကိစ္စတွေအားလုံးကတော့ Alex အိမ်ကိုဝတ်စုံပြည့်ဝတ်ထားတဲ့လူစိမ်းတွေရောက်နေတဲ့နေ့ကစပြီးတော့စတင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။အဲဒီနေ့မှာပုဂ္ဂလိကပိုင်အဆင့်မြင့်နီးပညာသိပ္ပံတင်တန်းမှာ Rebecca ဆိုတဲ့ဝန်ထမ်းမျိုးသမီးဟာ Alex ကိုရောက်လာခဲ့ပြီး သူ့ကိုမလုံပေးပြီးတော့ကမ်းလန်းခဲ့ပါတယ်။ဒါမဲ့အဲလက်စာဒီကိစ္စကိုလျှက်ဝှက်ထားမယ်ဆိုတဲ့အာမခံလက်မှတ်ထိုးရမှာဖြစ်ပြီးတန်ကြီးအနေနဲ့ငွေပမာဏများစွာပါဝင်တဲ့ချက်လက်မှတ်တစ်စောင်ကိုလည်းရမှာဖြစ်တဲ့အတွက်အဲလက်စလည်းလက်မှတ်ထိုးလိုက်ပါတယ်။အဲဒီနောက်မှာတော့အမေရိကန်ကလွှတ်တင်ခြင်းမရှိခဲ့တဲ့တရားမဝင်ဂျိုရူတစ်ခုအကြောင်းကိုသိလိုက်ရပါတယ်။အဲဒီဂျိုရူဟာအနာဂတ်ကဘာကလာတာဖြစ်နိုင်တယ်လို့ယူဆရတဲ့ပြင်အထဲမှာလည်းဇကဝဲတစ်ခုပါလာကြောင်းရေဘကာကပြောပြခဲ့ပါတယ်။တကယ်လို့အဲလက်စတာလက်ခံမယ်ဆိုရင် သူ့ကိုအိပ်ပျော်သွားအောင်လုပ်ပြီးတော့တခွဲခန်းကိုခေါ်သွားမယ်အကြောင်းကိုလည်းရေဘကာကစစ်ပြောခဲ့ပါတယ်။ဒါပြင်အလစ်ရဲ့ကုမ္ပဏီကဒေဝါရီခံရပြီးသူကိုယ်တိုင်ကလည်းသူမိဘတွေအမွေပေးခဲ့တဲ့အိမ်မှာနေနေရတာကိုရေဘကာကသိနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရေဘကာကအလစ်ဟာသူမပြောနေတာတွေကိုယုံကြည်စေဖို့နဲ့သူ့ရဲ့ဘဏ်အကောင့်ထဲကိုချက်ချင်းပဲငွေလွှဲပေးခဲ့တာကြောင့်အလစ်လည်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့တင်တန်းเจ้าကလူတွေကအလစ်စီကိုရောက်လာပြီးသူ့ကိုကားပေါ်တင်ကအိတ်ဆေးထိုးခဲ့ပါတယ်။ ီလိုနဲ့ Alice လည်းအိတ်ပေါ်သွားပြီးပြန်လို့လာတဲ့အခါမှာတော့အလွန်ပိတ်အခန်းတစ်ခုထဲကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ Rebecca ပြန်ရောက်လာပြီးသူ့ကိုဂျိုလူထားထားတဲ့တခွဲကန်းကိုခေါ်သွားခဲ့ပြီးတော့ Alice နဲ့ဂျိုလူတွေကဇကဝက်ကိုဖြေဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့အချိန်ငါးဘက်ကုံသွားပြီးတည်တီ Alice ကဇကဝက်ရဲ့အဖြေကိုမရသေးတဲ့အတွက် Rebecca ကသူ့ကိုခွင့်တရရယူခိုင်းခဲ့ပေမယ့်သူကတော့ညှင်းပယ်ခဲ့ပါတယ်။ဒီမှာတော့ Alice ကသူ့လိုမျိုးဇကဝက်ကိုဖြေဖို့ကြိုးစားနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ Alice ကနှာခေါင်းသွေးရှံလာပြီးခဏအနားယူလိုက်ရပါတယ်။ ခဏကြာမှာတော့ Alice ကခုနကမြင်လိုက်ရတဲ့အမျိုးသမီးရဲ့နမ်းမြီကိုဂရင်းပေါင်းမှာရေးထားတာကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ Alice လည်းဂျိုရူးရဲ့ပုံတွေကိုအကြမ်းဖျင်းဆွဲပြီးတော့ဇကဝတ်ကိုဖြေဖို့တွက်ချက်နေခဲ့ပေမဲ့ Rebecca ကတော့သူ့ရဲ့တာဝန်ပြီးသွားပြီလို့ပြောပြီးတော့အိမ်ပြန်ပို့ခဲ့ပါတယ်။အဲဒီညမှာတော့ Alice တောင်အတွေးပေါင်း16000နဲ့စောက်တီးရမရဖြစ်နေခဲ့ပါတယ်။ရေပေါင်းများစွာပင်ပန်းခဲ့တယ်လို့ကောင်းကောင်းအနားမယူခဲ့လို့ Alice လည်းအပြင်းပြပြပါတော့တယ်။ဒီလိုနဲ့ရန်နေငယ်ကြာပြီးတဲ့နောက်မှာတော့ Alice လည်းပြန်တက်တာလာခဲ့ပေမဲ့စိတ်ထဲမှာတော့အယောင်ယောင်မှားမှားဖြစ်နေတော့မှာပဲ။ ဒီနေ့မှာတော့ Alice ရဲ့အင်ရှိကိုလူစိမ်းတစ်ယောက်ရောက်လာခဲ့ပြီးတော့ဘာဖြစ်လို့ဇဂဝဲရဲ့အဖြစ်ကိုသိကျင်နေရတာလဲလို့မေးခဲ့ပါတယ်။ Alice ကတော့သူတို့ပြောတာကိုနားမလည်တဲ့ပုံနဲ့သူ့လောက်ဟာဇဂဝဲဖြစ်တာဖြစ်ပြီးတော့အဲ့ဒါနဲ့စီးဝါရှာနေတယ်ဆိုတာကိုလည်းပြန်ရှင်းပြခဲ့ပါတယ်။ဒါမဲ့အဲ့ဒီလူတွေက Alice ရဲ့ဇကားကိုလက်လျူရှုပြီးတော့အချင်းဇာရိတာနဲ့ပတ်သက်တဲ့မိခွန်းတွေကိုစက်တိုက်မိနေခဲ့ပါတယ်။အဲ့နောက်မှာတော့ Alice ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့ဂျိုဒူးရဲ့ပုံတွေကနေတဆင့်ကမ္ဘာအင်အားကြီးဆုံးလက်နက်တစ်ခုကိုတီထွင်တော့မှဖြစ်ကြောင်းလည်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့ Alice လည်းကောင်းကြိုက်လာပြီးတော့သူတို့ကိုအိမ်ကထွက်သွားဖို့ပြောလိုက်တဲ့အတွက် တို့ရဲ့မိကုန်းတွေကိုဖြည့်ပြီးတဲ့ Alice ကိုကျေးဇူးတင်စကားပြောပြီးတော့ထွက်သွားကြပါရော။အဲဒီနောက်မှာတော့ Alice လည်းတဖြည်းဖြည်းတက်တာလာပြီးတော့ကွန်ပျူတာရှေ့မှာထိုင်ကအလုပ်လုပ်နေခဲ့ပါရော။အဲဒီချိန်မှာပဲ Rebecca C က Alice ကိုဖုံးဆက်ပြီးတော့တို့ရဲ့သဘောတူစာချုပ်အကြောင်းကိုတတိပေးခဲ့ပါရော။ Alice လည်းအဲဒီဖွဲ့စည်းရာသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာသဘောပေါက်သွားပြီးတော့အလုပ်ဆက်လုပ်ဖို့ကွန်ပျူတာရှေ့မှာပြန်ထန်ခဲ့ပါရော။ဒီချိန်မှာပဲရုတ်တရက်မိပြတ်သွားတာကြောင့် Alice လည်းပြင်ထွက်ပြီးပဝင်းကျင်ကိုအကဲခတ်ကြည့်နေတော့မှာပဲ။မနေ့ကသူ့စီကိုရောက်လာတဲ့လူနှစ်ယောက်ထဲကတယောက်ကိုတွေ့လိုက်ရပါရော။ ယုတ်တည်းဆိုသလိုအဲ့ဒီလူကအရက်ရှည်ကြီးဖြစ်လာပြီးတော့ခန္ဓာကိုယ်ကြီးကလည်းကြီးလာခဲ့ပါတယ်။ Alex လည်းအရန်ကြောက်သွားပြီးအိမ်ထဲမြန်ပြေးဝင်က brain box ကနေချောင်းကြည့်နေခဲ့ပါတယ်။အဲ့နောက်မှာတော့လူသွားကြီးကသူ့ brain box ကိုရောက်လာပြီးတော့လက်ကိုစမ်းထုတ်ခဲ့တာကြောင့် Alex ကလည်းသူ့လက်နဲ့တီးကြည့်ဖို့ကြိုးစားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့ Alex ကြောက်အလုံးလုံးနေတဲ့အချိန် Rebecca ရောက်လာခဲ့ပါတယ်။အဲ့ဒါကြောင့် Alex က Rebecca ကိုဒီကဘာပေါ်မှာပုံစံကွဲနေတဲ့လူတွေရှိပြီးတော့မနေ့ကသူ့စီကိုရောက်လာတဲ့လူနှစ်ယောက်ဟာလည်းတတိပြောင်းလူသားတွေဖြစ်ပြီးသူတို့ကအာဂတာထဲမှာနေမကဘဲနဲ့ အချိန်ထဲမှာပါနေနိုင်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။သူတို့ကဒီကန်ထဲမှာရှိနေနိုင်ပြီးရှေ့ဆက်ပါဖြစ်မယ်။ဒါမှမဟုတ်အတိတ်ကာလဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုအချိန်ပြတင်းပေါက်လို့နေရာမျိုးစုံကနေတဆင့်သိရှိနိုင်တယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်။အဲ့နောက်မှာတော့ Alice ကရေဘကာရဲ့အဖွဲ့အစည်းကဂျိုရူကိုအုံပြုပြီးတော့တီထွင်တော့မယ့်ပစ္စည်းဟာတတိယကဘာစစ်ဖြစ်လာစေမဲ့လက်နက်တစ်ခုဖြစ်တဲ့အတွက်အန်ရယ်ရမ်းများတယ်ဆိုတာကိုတတိပေးခဲ့ပါတယ်။ဒါမဲ့လည်းရေဘကာက Alice မှာအုံနောက်အကျိတ်ဖြစ်နေတာကိုသိတဲ့အကြောင်းပြောပြခဲ့ပါတယ်။ ။ LS လက်သူဦးနောက်ကျိတ်ဖြစ်ရတာဟာရေဒီယိုတက်တိကြွတွေရှိနေတဲ့ဂျိုဒူးနဲ့တူတခန်းထဲမှာနေနေညာညာအပိတ်ခံခဲ့ရတာကြောင့်လို့ပြောပြီးတော့အဖွဲ့စည်းကိုပြစ်တင်ခဲ့ပါတယ်။ရေဘကာတို့ဖွဲ့စည်းကတီထွင်မှုကြံစီနေတဲ့ကရိယာကိုလည်းဆက်မလုပ်တော့ဖို့အပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။အဲ့နောက်မှာတော့လက်ရှိကာလကိုပြန်ရောက်လာပြီး Alice ကတော့တည်တဲ့သူ့ရဲ့လောင်းကိုအိမ်ထဲကနေဆွဲထုတ်ကာတော်ထဲကိုယူသွားပြီးတော့မြေမြုပ်လိုက်ပါတယ်။အဲ့နောက်မှာတော့ကွန်ပျူတာရှေ့ပြန်ထိုင်လိုက်ပြီးတော့အနာဂတ်ကသူ့ရဲ့ဇလန်းကိုဆက်ပြီးတော့နားထောင်နေခဲ့ပါတယ်။ Alice ကမကောင်းတာတစ်ခုခုဖြစ်တော်မယ်လို့ခံစားမိခဲ့တဲ့အတွက်သူတို့လောရက်တွေကိုရက်တန်းကရက်ဖို့တားခဲ့ပေမဲ့ ်ရေဘကာရူကနားမထောင်ခဲ့ပါဘူးအဲနောက်မှာတော့သူမြင်ခဲ့ရတဲ့ပုံရိပ်သေးကမျိုးသမီးကိုအဲလစ်ကတတိယသွားပြီးတော့သူမအကြောင်းကိုစုံစမ်းကြည့်ခဲ့ပါတယ်ဒီလိုနဲ့သူမကဇကွက်ကိုဖြေရှားတဲ့အလုပ်လုပ်တယ်ဆိုတာကိုသိလိုက်ရပြီးတော့အင်္ဂလိပ်စာကိုပါသိရတာကြောင့်သူမအိမ်ကိုလိုက်သွားခဲ့ပါတယ်ဒါမဲ့ဘက်ကတော့သူနဲ့တွေ့ဖို့ညင်းဆိုခဲ့တာကြောင့်သူကမကြခင်မှာတရားတော်မှာဖြစ်ပြီးသူ့အတွက်အချိန်၆လပဲကြံတော့တယ်ဆိုတာကိုလည်းဘက်ရဲ့အင်ရှိကနေဩပြောခဲ့ပါတယ်အဲ့တော့မှာတော့ဘက်ကတကားဖွင့်လိုက်ပြီးသူမမှလည်းအချိန်နှစ်နှစ်ပဲကျန်တော့တယ်ဆိုတာကိုအဲလစ်ကိုပြန်ပြီးပြောပြခဲ့ပါတယ် ဘကသူမကိုယ်တိုင်လည်းအဲ့ဒီဂျိုဒူဟာတကယ်တော့လက်နက်တစ်ခုဖြစ်ပြီးတော့အနာဂတ်ကရောက်လာတဲ့ဆိုတာကိုသိနေခဲ့ကြအောင်ပြောပြခဲ့ပါတယ်။ဒီနောက်မှာတော့ရှီဖာမန်တိုဆိုတဲ့လူကသူမကိုကွန်ပျူတာကနေတစ်ဆက်ဆက်သွယ်နေခဲ့ပြီးသူမကိုအလုပ်လုပ်ခိုင်းခဲ့တာကိုလည်းပြောပြခဲ့ပါတယ်။ခဏကြာမှာတော့ဘက်ကမခံမရနိုင်အောင်ခေါင်းကပ်လာတာကြောင့်သူမနားယူဖို့အဲလစ်ကသူမခန့်ကိုလိုက်ပို့ပေးခဲ့ပါတယ်။ဒီနောက်မှာတော့သူကအောက်ထပ်ကိုဆင်းလာပြီးဟိုကြည့်ဒီကြည့်လုံနေတုံးမှာပဲ။ဘက်ရဲ့ဘဝပုံရိပ်ကသူ့မျက်လုံးထဲမှာပေါ်လာခဲ့ပါတယ်။ သူမရဲ့ချစ်သူဟာစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ရမယ်အတွက်မကြခင်နှစ်ယောက်သားနှုတ်ဆက်စကားပြောနေခဲ့ကြတာကိုမြင်လိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲသူချစ်သူရဲ့လှုပ်ဖော်ကံပစ်တီစီကတည်င်းစိုးကြားလိုက်ရတဲ့အတွက်အယန်းကိုစိတ်သက်ကြသွားပြီးအိတ်ဆေးတောက်တက်တည်ဖို့ကြိုးစားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကွန်ပျူတာဖန်သားပြင်ပေါ်မှာပေါ်လာတဲ့ရှီဖာမန်ရဲ့စာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲလစ်ကစိတ်ဝင်စားသွားခဲ့ပါတယ်။အဲဒါကြောင့်ဘတ်အယောင်ဆောင်ပြီးတော့ရှီဖာမန်ကိုစာပြန်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲရှီဖာမန်ကအမှန်တရားကိုတည်သွားတာကြောင့်အဆက်အသွယ်ကိုရပ်လိုက်ပါတယ်။အဲဒီနောက်မှာတော့အဲလစ်ကရှီဖာမန်ကဘတ်ကိုခိုင်းထားတဲ့တာဝန်တွေကိုတွေ့သွားခဲ့ပြီးတော့လေးလာကြည့်ခဲ့ပါတယ်။ နောက်တနေ့မနေ့ရောက်တော့ဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ Alice ကိုဘက်ကတွေ့သွားပြီးတော့သူ့လက်ထဲမှာကင်ထားတဲ့အစာရွက်တွေကိုလည်းယူကြည့်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Alice ကဒီကိစ္စတွေအားလုံးဟာဘေဒီတစ်ခုရဲ့အပိုင်းစာတွေဖြစ်ပြီးတော့အဲ့ဒါတွေကိုဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်အဖြစ်တစ်ခုရနိုင်တယ်ဆိုတာကိုဘက်ကရှင်းပြခဲ့ပါတယ်။ရှီဗာမန်ဟာ Rebecca တို့အဖွဲ့အစည်းကလူမဟုတ်တဲ့အကြောင်းကိုလည်းပြောပြခဲ့ပြီးတော့ဘက်ကလည်းလက်နဲ့ဖန်တီးတဲ့နေရာမှာကုညီဖြည့်ရှင်းပေးနေတာကိုရတန်းကရက်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါကလည်း Alice ကိုသူမဟာဂျူတာထားတဲ့အခန်းထဲမှာကြာကြီးအလုပ်လုပ်ခဲ့ရတာကြောင့်ကျမ်းမာကြီးထိခိုက်ခဲ့တယ်ဆိုတာကိုပြောပြခဲ့ပါတယ် အမြဲလိုလိုကြောင်ချောချားဖြစ်နေတဲ့ဘက်ကအနာဂတ်ကလာတဲ့စာရဲ့အထိပယ်ကိုနားလည်ဖို့အတွက်အဲ့ဒီစာကိုပို့လိုက်တဲ့သူနဲ့ဆက်သွယ်နိုင်မှုအမြဲတမ်းကြိုးစားနေခဲ့ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့သူမဟာထူးဆန်းတဲ့အတန်တွေကိုအမြဲလိုလိုကြားလာရပြီးတော့ဒီနေ့မှာတော့သူမရဲ့အတန်ကိုပါပြန်ချခဲ့ရပါတယ်သူမဟာဂျူသားတွေကိုယုံကြည်မရှိပေမဲ့သူတို့ကိုမြင်ခဲ့ရတယ်လို့လည်း Alice ကိုပြောပြခဲ့ပါတယ်အဲ့နောက်မှာတော့ Alice ကိုသူမအိမ်ကနေထွက်သွားဖို့ပြောလိုက်တဲ့အတွက် Alice လည်းအိမ်ပြန်သွားခဲ့ပေမဲ့အိမ်ရောက်ချင်းမှာပဲ Rebecca တို့အုပ်စုကသူ့ကိုစောင့်နေတာကိုတွေ့လိုက်ရပါတယ်ဒီနောက်မှာတော့ Rebecca ကဘတ်နဲ့ထပ်မတွေ့တော့ဘူးနဲ့ Alice ကိုတတိပေးခဲ့ပြီးသူ့ရဲ့ကြံနေသေးတဲ့အချိန်တွေကိုလည်းအကျိုးရှိရှိအသုံးချဖို့မှားလိုက်ပါတယ်။ဒီလိုနဲ့ Alice အိမ်ထဲဝင်လာတဲ့အခါမှာတော့အထဲမှာရှိတဲ့သူ့ရဲ့စာရဲစာတမ်းတွေအားလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်တခြားတစ်ဖက်မှာတော့ဘက်ကသူမအိမ်ရဲ့အပြင်ဘက်ကနေအလင်းတန်းစူးစူးတစ်ခုကိုတွေ့လိုက်ရတဲ့အတွက်ကြောက်လန့်တကြားအော်လိုက်ပြီးတော့ပုံမနေရရှာနေခဲ့ပါတယ်။စိတ်တွေရှုပ်နေတဲ့ Alice ကတော့သူ့ရဲ့အတွေးတွေကိုရက်တောက်ရင်ရှင်းထုတ်နေတဲ့အချိန်ရုတ်တရက်သူ့ရဲ့ကွန်ပျူတာထဲကို Shivermancy ကနေစာတစောင်ရောက်လာခဲ့ပါတယ်။ Alice ကတော့ဒီလူဟာရေပကာလို့တန်တရားဝင်နေခဲ့ပေမဲ့အဲဒီလူကတော့သူ့ရဲ့ထင်မြင်ချက်တွေကိုလက်လျူရှုခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲ Alice ကတကားခေါက်တန်ကြားလိုက်ရတဲ့အတွက်သွားကြည့်တဲ့အခါမှာတော့တကားဝမှာစောင့်နေတဲ့ဘက်ကိုတွေ့လိုက်ရပါတယ်။ဒီနောက်မှာတော့ Shiva Man ကဘက်ကို Alice စီကိုသွားခိုင်းခဲ့တာဖြစ်ပြီးတော့အနာဂတ်ကလာတဲ့ကရိယာကိုဖြစ်စည်းပြနိုင်မဲ့အချက်လက်တွေကိုလည်းပေးခဲ့ပါသေးတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာဂျိုလူကြီးကနေလက်နက်ဖြင့်ပြောင်းသွားမဲ့အရေးကိုကာကွယ်ဖို့ကွန်ပျူတာဗိုင်းရပ်တွေကိုဖန်တီးနေခဲ့ကြပါတယ်။နောက်တနေ့မနေ့မှာတော့ Rebecca တယောက် Alice ရဲ့အိမ်ကိုရုတ်တရက်ရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Rebecca ကသူမတို့အဖွဲ့အစည်းကလူတွေဟာလက်နက်ကိုဖြစ်စည်းဖို့ကြိုးစားနေတဲ့ Alice ရဲ့အကြံစီကိုသိသွားတဲ့အတွက်သူတို့ကိုဖမ်းဖို့လာနေကြတယ်ဆိုတာပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ဖွဲ့စည်းတည်ထောင်သူရဲ့နာမည်ကိုပြောလိုက်ပြီးသူ့စီတန်းနိုင်သည်မြန်မြန်သွားဖို့ကိုလည်းပြောလိုက်ပါတယ်။တချိန်တည်းမှာပဲရေပကာကသူမဟာရှီဗာမန်ဆိုတာကိုဝန်ခံလိုက်ပြီးတော့အဲလစ်တိုနှစ်ယောက်ကဒီလက်နက်ကြီးကိုဖြစ်စည်းပေးဖို့မျှော်လင့်နေတယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်။အဲနောက်မှာတော့အဲလစ်ရဲ့အင်ရှိကိုဖွဲ့စည်းကမန်လုံကားရီနဲ့ရောက်လာပြီးတော့အဲလစ်လိုနှစ်ယောက်လည်းနောက်ဖေးပေါက်ကနေထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့ရေပကာကတော့အဖမ်းခံလိုက်ရပြီးစေးတမျိုးထိုးခံလိုက်ရတဲ့အတွက်သတိမေ့သွားခဲ့ပါတယ်။အဲ့နောက်မှာတော့သူတို့ကရေပကာကိုကားထဲထည့်လိုက်ပြီးမိဖို့ကြောင့်တွေကမိဖို့တွေအားလုံးကိုလည်းကက်စ်ပွင့်ထားခဲ့လိုက်ပါတယ် အဲ့ဒီညနေမှာတော့ Alice နဲ့ Beto ကမိုင်းလို့ခေါ်တဲ့သိပ္ပံပညာရှင်စီကိုရောက်သွားခဲ့ပြီးတော့မိုင်းကလည်းသူတို့လုပ်နေတာတွေကိုနောက်ရောင်ခံလိုက်နေတဲ့သူဖြစ်တဲ့အတွက်သူတို့ကိုမြင်လာနဲ့မှတ်မိခဲ့ပါတယ်။ဒီနောက်မှာတော့မိုင်းကသူတို့တွေ့ခဲ့တဲ့ဂျိုဒူဟာတခုတည်းမဟုတ်ဘဲနဲ့ကဘာကိုနှစ်ပေါင်း400လောက်ပတ်နေတဲ့ဂျိုဒူတစ်ခုရှိနေသေးတယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ်။အဲ့ဒီအတွက်နာဂတ်ကတက်ရှိတွေဟာကဘာဘော်ကလူတွေအာကာသာထဲရောက်လာပြီးသူတို့ရဲ့ဇဂဝတ်တွေကိုဖြေနိုင်မှုစောင့်နေတာထင်ရှားနေတယ်ဆိုတာကိုလည်းမိုင်းကပြောပြခဲ့ပါတယ်။အဲ့ဒီဂျိုဒူမှာလည်းလက်နဲ့ဖြစ်လာမဲ့ကိရိယာရဲ့ပုံတွေပါလာခဲ့ပြီးတော့ လူသားတွေရဲ့စင်ကဲဖြစ်စဉ်ကိုပြောင်းလဲဖို့တားဆီးဖို့ကြိုးစားနေကြတယ်ဆိုတာကိုလည်းမိုင်းကသိနေခဲ့ပါတယ်။ဒါမဲ့မိုင်းကလူတွေကိုဒီကိစ္စအကြောင်းပြောပြတဲ့အခါမှာတော့သူတို့ကမယုံကြည်ပဲသူ့ကိုလောင်ပြောင်ခဲ့ကြပါတယ်။မိုင်းကလည်းဦးနှောက်ကျိတ်ဝေဒနာကိုခံစားနေခဲ့ရပြီးသူယောဂါကတော့တေလောက်အောင်အထိမပြင်းထန်ခဲ့ပါဘူး။အဲဒီနောက်မှာတော့မိုင်းကဂျူသားတွေဟာနေရာမရွေးအချိန်မရွေးရှိနေနိုင်တယ်ဆိုတာသိကြပြီးတော့သူတို့တွေဟာလည်းလူသားတွေလိုမျိုးအချိန်ကာလတတမတ်ထဲသွားနေတာမျိုးမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။အဖွဲ့အစည်းကတီထွင်တော့မဲ့လက်နေဟာဂျူသားတွေအတွက်လူသားတွေလိုမျိုးနေထိုင်နိုင်အောင်ဖန်တီးပေးမှဖြစ်တဲ့အတွက် တို့တွေဟာလူတွေရဲ့လှုပ်ရှားမှုပုံမှန်တွင်မြင်တွေကိုရုပ်ရှင်ကားတကားလို့ကြည့်နေကြမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မိုင်းကဂျူသားတွေဟာကဘာပေါ်အရင်ရောက်နေတဲ့ဂျိုလူကနေတဆင့်လူတွေရဲ့လှုပ်ရှားမှုပုံမှန်တွင်မြင်တွေကိုလေ့လာနိုင်ပေမဲ့မပြောင်းလဲနိုင်ဘူးဆိုတာကိုလည်းပြောပြခဲ့ပါတယ်ဒါမဲ့တခေါက်ကမ်းမှာရှိနေတဲ့ဂျိုလူကတော့တည်ရှိနေပြီးသားအရာတိုင်းကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုမိုင်းကရှင်းပြခဲ့ပါတယ်မိုင်းကဒီကိစ္စတွေအားလုံးရဲ့နှစ်ချက်ကိုနားလည်နေခဲ့ပေမဲ့တည်တည်ချာချာမရှင်းပြနိုင်သေးကြောင်းအဲလစ်တို့ကိုပြောပြခဲ့ပါတယ်ဒါပြင်ဂျူသားတွေဟာလူတွေရဲ့အုံနောက်လိုဖန်တီးပြီးတော့သူတို့လိုနေထိုင်နိုင်တယ်ဆိုတာကိုလည်းပြောပြခဲ့ပါတယ် အဲ့နောက်မှာတော့မိုင်းကသူ့ရဲ့ဥယျင်ထဲမှာနှစ်ပေါင်း30ကျောင်းနေထိုင်နေတဲ့ဂျူသားတယောက်ရှိတယ်ဆိုတာကိုပြောပြခဲ့ပေမဲ့အဲ့ဒီဂျူသားကြီးကိုသူတယောက်ထဲကပဲမြင်ရတာဖြစ်ပါတယ်။မိုင်းလည်းဂျူသားကြီးကိုလှမ်းကြည့်ပြီးလူတွေရဲ့ပုံစံစစ်ကိုမြင်လာပေမဲ့အဲလစ်နဲ့ဘက်ကတော့ဘသူကိုမှမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့မိုင်းကသူ့ပါဝင်အဲလစ်တို့နှစ်ယောက်ရဲ့ဦးနှောက်ကျိတ်ဟာသူတို့ရဲ့ပုံစံစစ်မှန်ကိုမြင်စေနိုင်တဲ့ဂျူသားတွေကဖန်တီးထားတယ်ဆိုတာကိုပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ Alice ကအဲ့ဒီဂျိုတူကိုတူနဲ့ထုချေပြဖို့အကြံပေးလိုက်ပေမဲ့သူတို့ကိုဖွဲ့စည်းကမရိပ်မိအောင်ပစ္စည်းလဲယူဖို့ကကဲတယ်လို့မိုင်းကပြန်ပြောခဲ့ပါတယ် အဲဒါကြောင့်ကွန်ပျူတာထဲမှာရှိတဲ့ချက်လက်တွေအားလုံးကိုဖြည့်ဆည်းပေးရမယ်လို့မိုင်းကရှင်းပြခဲ့ပေမဲ့ LS လို့နေရာလုံးကဖွဲ့စည်းစီသွားဖို့တီနေရာကိုမသိခဲ့တဲ့အတွက်အခက်အခဲဖြစ်နေခဲ့ပါတယ်။ဒါမဲ့သူကဖွဲ့စည်းတီထောင်သူတွေတဲကတယောက်ဖြစ်တာဆိုတာကိုမိုင်းကပြောလိုက်ပြီးတော့အသေးစိတ်ချက်လက်တွေပါတဲ့မြေပုံတစ်ခုကိုထုတ်ပြီးတော့ LS တို့ကိုပြခဲ့ပါတယ်။အဲဒီချိန်မှာပဲအင်ဒီကာစီကနေတန်ကျဲကြီးတစ်ခုကြားလိုက်ရတဲ့အတွက် LS လို့နေရာလဲထွက်ပြေးသွားခဲ့ပြီးတော့မိုင်းကတော့ဒေါသကြီးနေတဲ့ဂျူသားကြီးကိုဖြောင်းပြနေခဲ့ပါတယ်။ဒီလိုနဲ့ LS နဲ့ပဲလက်ခီးစတင်ခဲ့ရမှာတိတ်မကြခင်မှာပဲဖွဲ့စည်းရှိတဲ့နေရာကိုရောက်လာပြီးတော့အထဲကိုဝင်ခဲ့ကြပါတယ်။ အဲ့နောက်မှာတော့ဒရိုနီယောက်ကတကွဲခန်းကိုအမြန်ဆုံးတွေ့ဖို့အတွက်လူခွဲရှာခဲ့ကြပါတယ်။ခဏကြာမှာတော့အဲလက်ဆာအခန်းတစ်ခန်းထဲကနေချိန်ချိန်နောက်ပြန်လမ်းလျှောက်ထွက်လာတဲ့အဆောင်တစ်ယောက်ကိုတတိထားမိသွားခဲ့ပါတယ်။မူမမန်နာကိုရိတ်စားမိတဲ့အဲလက်ဆာအဲဒီဆောင်နောက်ကိုလိုက်ကြည့်တဲ့အခါမှာတော့အဆောင်ဦးတဲကအချိန်တွေဟာလည်းထပ်တလဲလဲပြန်လည်နေတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲဒီချိန်တခြားတစ်ဖက်မှာတော့ဘက်ကတော့အချိန်ဆက်ကွင်းထဲမှာပြန်လည်နေခဲ့ပြီးအဲဒီချိန်တွေကနေရုံထွက်နိုင်ဖို့အတွက်ဘက်ကဘုံတလုံးကိုထောင်းထားလိုက်ပါတယ်။ဒါမဲ့လေပြန်ပြန်လည်လာတဲ့အချိန်စကွင်းကြောင့်သူမဟာအဲ့ဒီအန္တရာယ်များတဲ့နေရာကနေထွက်မလာနိုင်ပဲဖြစ်နေခဲ့ပါတယ် အဲဒီနောက်မှာတော့ Alice ကဘုံကိုယူပြီးတန်တန်ဒီများဝေးအောင်ပြေးသွားရင်းနဲ့အမောင်ကျနေတဲ့အခန်းတစ်ခန်းလေးကိုရောက်လာခဲ့ပါတယ်။ဒါမဲ့လည်း Alice နောက်ကနေဂျူသားတကောင်ကလိုက်လာပြီးတော့သူ့ကိုအမောင်တေးသေးလေးတွေဖြစ်ဖြိုခွဲပစ်လိုက်ပါတယ်။မိနဲ့နဲ့ငယ်ကြာသွားပြီး Alice လည်းပြန်တို့လာတဲ့အခါမှာသူ့ကိုထိုင်ကုန်တစ်လုံးမှာခြိထားတာကိုတိလိုက်ရပြီးတော့သူနဲ့မျက်နှာချင်းဆိုင်မှာတော့လူပုံစံအရေးတစ်ခုကိုတွေ့လိုက်ရပါတယ်။ Alice လည်းသူ့ကိုသူတေးသွားပြီလို့ထင်နေခဲ့ပေမဲ့သူရှိကဂျူသားကတော့သူ့စကားတွေကိုလက်လျူရှုခဲ့ပါတယ်။ဆက်လက်ပြီးတော့သူတို့ဟာလူတွေရဲ့ပုံမှန်အတွင်မြင်တဲ့အချင်းရွေလျားမှုအကြောင်းကိုလည်းတိကျင်တာဖြစ်ကြောင်းဂျူသားကပြောလိုက်ပါတယ်။ တတမတ်ထဲသွားနေတဲ့ချင်းတွေဟာသူတို့အတွက်နားလေရခက်ပြီးတော့အရန်ကိုပြင်းစရာကောင်းတဲ့ပြင်ကိစ္စတကူတဲကိုပဲထပ်တလဲလဲပြန်လုံနေရတဲ့အတွက်ထောင်ချောက်ထဲမှာပိတ်မိတယ်လို့မျိုးဖြစ်နေတယ်ဆိုတာကိုလည်းဂျူသားကပြောခဲ့ပါတယ်ဆက်လက်ပြီးတော့ဂျူသားကသူတို့ကတော့အချိန်တန်ရာတဲကနေရုံထွက်ပြီးသူတို့စိတ်တန်းကြအချိန်ကိုရွေးချယ်နေထိုင်လို့ရာကြောင်းကိုလည်းရှင်းပြခဲ့ပါတယ်အဲဒါကြောင့်ဂျူသားတွေရဲ့လှုပ်ဆောင်ချက်အစီအစဉ်တွေနဲ့အကျိုးကြောင်းဆက်ဆက်မှုတွေကသူတို့အတွက်တော့ဖြေမရှာနိုင်တဲ့ဗီဒီတစ်ခုဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့တကယ်လို့လူသားတွေဒါကိစ္စတခုခုကိုလုံဆောင်ဖို့အချိန်တခုစောင့်နေစရာမလိုဘူးဆိုရင်ဘာရီဆက်ပြစ်မလဲလို့ဂျူသားကအဲလစ်ကိုမေးလိုက်ပါတယ်။အဲလစ်လည်းမကြခင်မှာလူသားတွေဟာဂျူသားတွေရဲ့ပုံမှန်တွင်မြင်လူမျိုးဖြစ်လာတော့မယ်ဆိုတာသဘောပေါက်သွားပြီးတော့တူညီတဲ့အချင်းစရိုက်တွေရှိလာနိုင်ပေမဲ့သူတို့ရဲ့ရုပ်သွင်အမှန်ကတော့ပျောက်ဆုံးသွားမယ်လို့အဲလစ်ကပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ဂျူသားကလူသားတွေအတွက်တည်ဆုံးခြင်းဟာတဘာဝတရားတခုဆိုပေမဲ့သူတို့တွေကမတရားအောင်ကြိုးစားနေကြတာကိုအံ့ဩနေကြအောင်ပြောပြခဲ့ပါတယ်။အချင်းကလူသားတွေအတွက်အရာရာတိုင်းကိုအဆုံးဖြတ်ပေးနေပြီး ပေးကမ်းသူတယောက်လည်းဖြစ်တယ်လို့ခိုးယူသူတယောက်ဖြစ်လည်းအချိန်အားတည်ရှိနေတယ်ဆိုတာကိုသူကဆက်ပြီးတော့ရှင်းပြခဲ့ပါတယ်ဆက်လက်ပြီးတော့ဂျိုသားကလူတယောက်ဟာကဘာကြီးကိုသူစိတ်ကူးထားတဲ့ရှူတော့ကနေမြင်ကြည့်ပေမဲ့တကယ်လို့သာသူတို့ရဲ့မျောလင်းချက်တွေဖြစ်စေတဲ့ပင်မနေရာကြီးပျောက်ဆုံးသွားမယ်ဆိုရင်ဘာတွေဆက်ဖြစ်လာနိုင်လဲလို့ Alice ကိုမေးခဲ့ပါတယ်လူသားတွေကသူတို့တသက်လုံးလေးလာရင်တောင်မှပုံရိပ်စစ်နဲ့ပုံရိပ်ရောင်ကြားတွေကကွာခြားချက်ကိုဘယ်တော့မှနားလည်လာမှာမဟုတ်ဘူးဆိုတာကိုလည်းသူကပြောပြခဲ့ပါတယ်ဆက်လက်ပြီးတော့သူကကလေးတယောက်မွေးဖွားလာတိုင်းပုံရိပ်စစ်တစ်ခုဖြစ်ပေါ်လာတယ်ဆိုတာကိုလည်းရှင်းပြခဲ့ပါတယ် အဲဒါကြောင့်လူသားတွေဟာအမြဲတမ်းရွေးချယ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းပြောပြခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Alice ကဝေဒနာတစ်ခုကိုရုတ်တရက်ပြင်းပြင်းထန်ထန်ခံစားလာခဲ့ရပါတယ်။ဒီနောက်မှာတော့ဂျိုသားက Alice ယောဂဖြစ်မလာခင်အချိန်ကိုပြန်ပို့ပေးခဲ့ပြီးတော့ခန္ဓာကသူပြောပြခဲ့တဲ့အချက်လက်တွေအားလုံးကိုလည်း Alice မှတ်မိနေအောင်ထားထားပေးခဲ့ပါတယ်။ Alice လည်းတကယ်လို့အချိန်တွေကိုသာပြန်ပြောင်းလို့ရမယ်ဆိုရင်သူကအဖွဲ့စည်းမှာအလုံးမလုံးတော်ပဲနဲ့ဒီကိစ္စတွေအားလုံးကိုရပ်ပစ်ဖို့ကြိုးစားမယ်လို့ဂျိုသားကိုပြောလိုက်ပါတယ်။ဂျိုသားကတော့ဒီအချိန်တွေအားလုံးကိုတော့မပြောင်းလဲပြစ်နိုင်တဲ့ Alice က ။ဘာကြောင့်သူ့အမူအကျင့်တွေကိုပြောင်းလဲပြစ်ကျင်ရတာလဲဆိုပြီးတော့အံ့ဩသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Alice ကလူသားတွေဟာအနာဂတ်မှာဘာတွေဖြစ်မယ်ဆိုတာကိုရွေးချယ်တာမျိုးမရှိတဲ့အကြောင်းလည်းပြောပြလိုက်ပါတယ်။အဲဒါကြောင့်ဂျိုးသားလည်း Alice ကိုတိတ်ကာလကိုပြန်ပို့ပေးပြီးတော့အနာဂတ်ကာလသူပြောင်းလဲပြစ်နိုင်မလားဆိုတာကိုစောင့်ကြည့်မယ်လို့ပြန်ပြောခဲ့ပါတယ်။မျက်စိတမိတ်တွင်မှာ Alice ကသူ့အင်္ဂါကွန်ပျူတာရှေ့ကိုပြန်ရောက်လာတာကိုသိလိုက်ရပါတယ်။အဲ့တော့မှာတော့သူကအရာရာတိုင်းကိုမပြောင်းလဲနိုင်တာကြောင့်ဒီကိစ္စတွေအားလုံးကိုပြောပြဖို့ဗီဒီယိုဖိုင်မှတ်တမ်းတင်ခဲ့ပါတယ်။ကဘာကြီးကမနက်ဖြန်မှာပျောက်ကွယ်သွားနိုင်ပေမဲ့ဒါအเจ้าရာတစ်တကူမဟုတ်ခဲ့ပါဘူး။ အရာရာတိုင်းဟာစားမပြုတ်သေးခင်မှာပဲပြီးဆုံးသွားခဲ့ပြီလို့သူကဗီဒီယိုထဲမှာပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူက flash drive ကိုစာရိုက်ထဲမှာထည့်လိုက်ပြီးတော့ကျမ်းပြေပေါ်မှာလဲကျသွားခဲ့ပါတော့တယ်။ flash drive ထဲကဗီဒီယိုမှာတော့ဘက်ကိုတတိထားခိုင်းဖို့ Alice ကိုနောက်ဆုံးအမှားစကားပါခဲ့ပါတယ်။အဲဒီနောက်မှာတော့ဗီဒီယိုထဲကအနာကက် Alice ဟာဒီကိစ္စတွေအားလုံးကိုမေ့ပြစ်လိုက်ပြီးဘဝကိုဆက်လက်ရှင်သန်သွားဖို့သူ့ကိုယ်သူမာရန်ချွေခဲ့တာနဲ့ဇလန်းလေးကိုဆုံးသက်ခဲ့ပါတယ်ခင်ဗျာ။ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။